ဇာဘိုင်ဂျန်ဂျော်ဂျီယာနယ်စပ်နီးခရီးသည်20ဦးထပ်မံတင်ဆောင်လာတဲ့တူရကီစစ်ဘက်ကုန်တင်လေယာဉ်တစင်းပြတ်ကျခဲ့တယ်လို့တူရကီကာကွယ်ဝန်ကြီးဌာနကပြောပါရယ်လေယာဉ်ပြတ်ကျမှုမှာတေဆုံးသူရေအတွက်ကိုတာဝန်ရှိသူတွေကအတိမပြုခဲ့ပေမဲ့တူရကီသမ္မတအာတိုဂန်ကအစောပိုင်းမှာတေဆုံးသူတွေအတွက်ဝန်내စကားပြောကြားခဲ့ပါရယ်လေယာဉ်ပြတ်ကျရာနေရာမှာရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့ပြီးလေယာဉ်ပေါ်မှာအမှုရမ်းတွေပာဝင်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ် C130 ကုန်တင်လေယာဉ်ဟာအဇာဘိုင်ဂျန်ကနေတူရကီကိုမောင်းနှင်ချင်းပြန်ချခဲ့တာလို့တူရကီကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။ကုန်တင်လေယာဉ်ဟာအချက်မပြဘဲရေဒါကနေပျောက်ကွယ်သွားခဲ့တယ်လို့ဂျော်ဂျီယာလေကြောင်းအာဏာပိုင်ဖွဲ့ကပြောပါတယ်။အဆိုပါကုန်တင်လေယာဉ်ဟာအဇာဘိုင်ဂျန်ကနေ၃မိုင်ကွာစင်နာဂီမြို့နီးပြန်ချခဲ့တာလို့ဂျော်ဂျီယာပြည်ထောင်ဝန်ကြီးဌာနကပြောပါတယ်။ ရင်းရင်မူရန်တွေအသက်ဆုံးရှုံးရတဲ့တဲ့င်းကြောင့်အလွန်စိတ်မကောင်းဖြစ်ရတယ်လို့အစားပိုင်းကျန်သမရအီဟန်အလီယက်ကအာဒိုဂန်စီပေးပို့တဲ့တဝန်လာအတွင်းပြောကြားခဲ့ပြီးတူရကီပြည်သူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်တူရကီကုန်တင်ရင်းပြောင်းချမှုကြောင့်နွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့တူရကီနိုင်ငံဆိုင်ရာအမေရိကန်သံမကြီးတရမ်ဘာရက်ကလူမှုကွန်ရက်အိတ်မှာပြောပါတယ် C130 ဆိုတာကမ္ဘာတဝန်းရှိလေတပ်ဖွဲ့တွေအသုံးပြုနေတဲ့အမေရိကန်နိုင်ငံတို့တည်ယူပို့ဆောင်ရေးလေယာဉ်တစ်မျိုးဖြစ်ပါတယ် လူဆက်သုံးဦးသေဆုံးခဲ့တဲ့တမိုင်းဝင်ခံတက်နေနေကားပုံးပောက်ကွဲမှုမှာပါဝင်သူတွေကိုချမ်းသာပေးမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကကတိပြုခဲ့ပြီးရဲတပ်ဖွဲ့ကတိုက်ခိုက်မှုကိုအကြမ်းဖက်မှုဥပဒေအရစုံစမ်းစစ်ဆေးနေပါတယ်။2012ခုနှစ်နောက်ပိုင်းနယူးဒေလီမြို့မှာပထမဆုံးဖြစ်စဉ်ဖြစ်တဲ့ကားပုံးပောက်ကွဲမှုဟာမွတ်စလင်အများစုနေထိုင်ရာလူနေထူထပ်တဲ့ဧရိယာမှာဖြစ်ပွားခဲ့တာပါ။ ကာဗွန်ပေါက်ကွဲမှုကြောင့်အနာပိုင်တွေကနယူးဒေလီမြို့မှာအမြင့်ဆုံးအဆင့်လုံခြုံရေးတက်နှုံထားပြီးဒုတိယအဆင့်ပြည်နယ်ရွေးကောက်ပွဲပြုလုပ်တဲ့ဘီယာပြည်နယ်မှာလည်းလုံခြုံရေးတိုးမြင့်ထားပါတယ်ပြည်မှုကျွလွန်သူအလုံးကိုရေးယူသွားမှာဖြစ်ပါတယ်လို့အိန်းနီချင်းဘူတန်နိုင်ငံကိုနှစ်ရက်ကြာခီးစဉ်ဖြင့်ရောက်နေတဲ့မိုရီကပြောပါတယ်အိန္ဒိယကာကွယ်ဝင်ကြီးရာနက်စင်းကလည်းဝင်းကြီးချုပ်မိုရီရဲ့စကားအတိုင်းတန်ရောင်လိုက်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေးရှိချက်တွေကိုမကြမီထုတ်ပြန်မယ်လို့ပြောပါတယ် နာမည်ကျော်ခီးသောနေမြေတစ်ခုဖြစ်တဲ့ခန္ဓာနီနီယထာဂိတ်တစ်ခုနဲ့ကလျက်ရှိမီးပွိုင်မှာရက်တက်နေခဲ့တဲ့ကားတစင်းကပောက်ကွဲမှုဖြစ်ခဲ့တာလို့ရက်တက်ဖွဲ့ရဲ့ကနဦးစုံစမ်းစစ်ဆေးမှုရသိရပါရယ်နယူးဒေလီမြို့မှာပထမဆုံးကြိမ်ထင်ကရတိုက်ခိုက်မှုမှာ2011ခုနှစ်ကဖြစ်ပွားခဲ့ပြီးဒေလီတရားရုံးချုပ်ပြင်မှာပုံပောက်ကွဲမှုကြောင့်လူ15ဦးသေဆုံးခဲ့ပြီး60ကျော်ဒဏ်ရာရရှိခဲ့ပါရယ်အဆိုပါတိုက်ခိုက်မှုဟာအိန္ဒိယမူကြဟစ်တင်ဖွဲ့ ်ပါကစ္စတန်နိုင်ငံခြေဆိုင်အကြမ်းဖက်ဖွဲ့တစ်ခုနဲ့ဆက်ဆက်ခဲ့တယ်လို့သိရှိရပါတယ်